အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ပါလို့ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျဒီကနေ့မှာတော့အမြဲတမ်းစဉ်စဉ်စီစီနဲ့ လုံလုံအရန်ကောင်းတဲ့အဖုပ်လေးဖြစ်နေစေဖို့လင်းကျင်ဒီကြောင့်တင်ဆက်ပေးကြပါရယ်။အရင်ကြောင့်မတင်ဆက်ခင်အားလုံးအတွက်ရည်ကြီးတဲ့အယိုးမပွားအောင်ဘလို့ကောက်ခွင့်မလေးဆိုတာအရှင်ပြောပြမယ်နော်။အရာပြီးမှပဲအမြဲလုံလုံကောင်းပြီးချက်စီနေတဲ့အဖုပ်လေးကြောင့်ဆက်ပြောပြပါမယ်ရှင်။အယိုးမပွားအောင်ဘလို့ကောက်ခွင့်မလေး။အထီးကကတော့အစားအသောက်နဲ့နေထိုင်မှုပုံစံနဲ့ကောက်ခွင့်ရမှာပါ။ စတဲ့အခါမှာကရစီယန်တက်ကျွေးွားတဲ့အစာအထောက်တွေဖြစ်တဲ့အစင်းနေနွားတို့အစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွက်တွေစာရင်းကဆော်လမွန်ကပဲနိုတိုဘူစာရာရိစားပေးရပါမယ်အသက်ဆက်ရှင်တွေကလည်း90ကျော်လူတယောက်ကတနေ့ကိုပရင်စီယံပမာဏ1000မီလီဂရမ်လိုအပ်ပါတယ်အမျိုးသမီးတွေအသက်90နဲ့အမျိုးသားတွေအသက်80ကျော်ရင်တော့တနေ့ကို1200လောက်ထိလိုအပ်ပါတယ် တန်စိန်တုံပေဆုံးတဲ့အတိုင်းပဲအရှမ်းများသွားရင်လဲကြောက်ကမှကြောက်တဲ့ရာဖြစ်နိုင်ပါတယ်။နောက်ပြီးဗီတာမင် D တက်တဲ့ပရိုတင်းတက်လဲလိုအပ်ပါတယ်။ဗီတာမင် D ကကိုယ်ရေကိုကရစီယာတက်တွေဆုံးယူဖို့လိုအပ်ပါတယ်။ဗီတာမင် D ကိုနေအောင်ကနေလဲရရှိနိုင်ပါတယ်။တနေ့ကိုမိနစ်နှစ်စိန်လောက်နေအောင်နဲ့ထိတွေ့ပေးတာနဲ့လုံလောက်ပါတယ်။ဒါပေမဲ့ခရမ်းလုံရောင်ကြီးတွေအများဆုံးထိတွေ့နိုင်တဲ့ ဘနဲ့10နိုင်ကနေ နေ့လေ3နိုင်လောက်အထိကိုတော့ရှောင်ပါပရိုတင်းဓာတ်ကလည်းအယိုးတွေတည်ဆောက်ရမှလိုအပ်ပါတယ်ပရိုတင်းဓာတ်ကို အသားအမျိုးမျိုးကနေရရှိနိုင်တာဖြစ်ပြီးသက်သက်လို့သမားတွေကတော့ပဲအစီအစံနွားနိုးနဲ့အုပ်အမျိုးမျိုးတို့ကနေရရှိနိုင်ပါတယ်လေကျေငယ်ပြုလုပ်ပေးခြင်းကအယိုးတွေတမ်းမာစေပြီးအယိုးတွေပြည့်စည်မှုကလည်းနေကွင်းစေပါရဲ့ ်နေစဉ်နေစဉ်ကပုံမှန်လုပ်ပြီးသွားခြင်းကအကောင်ဆုံးဖြစ်ပြီးဒီလိုလုပ်ပြီးခြင်းအဖြစ်အသက်ကြီးလာတဲ့အခါချော်လဲလို့အယိုးကျတာတွေအဖြစ်နေသွားကုညီပေးနိုင်မှာဖြစ်ပါတယ်။ပြေးတော့လမ်းလျှောက်တော့တောင်တက်တော့အနေပြေတော့စောင့်တဲ့နည်းတွေနဲ့ပြုလုပ်နိုင်တယ်လို့ထိုက်စိတ်အားကစားပြုလုပ်ပေးတာကလည်းအယိုးတွေတွက်ရောခန္ဓာကိုယ်ဟန်ချက်ထိန်းတဲ့အခါမှာလည်းအသုံးဝင်တာကိုတွေးရှိရပါတယ်။ အယောပွားဝေဒနာကဒီနေ့ခေအသက်ရွယ်ရလာတဲ့အမျိုးသမီးတွေမှာအတွေ့များတဲ့ဝေဒနာတစ်ခုပဲဖြစ်ပါတယ်။အရှင်တို့ကအခုလိုကျန်းမာရေးအသည့်များများဆဆမရှိသေးတာကြောင့်ကိုစားတော့နေထိုင်တဲ့ပုံစံတွေကကျန်းမာရေးနဲ့ညီညွတ်မှုမရှိသေးတာကို မသိရှိခင်ရပဲခံစားခဲ့ရတယ်။အခုခင်မှာတော့ကျန်းမာရေးဆောင်မတွေကျန်းမာရေးအသည့်ပညာပေးတဲ့လုပ်ငန်းတွေကလည်း စေပြန်လာတာကြောင့်အခုမျိုးဆက်သက်တွေကငယ်ငယ်ရွယ်ရွယ်နဲ့လေ့ကျင့်ခန်းတွေလုပ်လာကြတယ်။စမ်းမကြီးပိုးလိုက်စားလာကြတာကိုတွေ့နေရပါတယ်။ဒါကြောင့်ဒီလိုစမ်းမကြီးအသေးရှိမှုကအယိုးပွားယောဂါသာမကတက်စားယောဂါတွေကိုပါထိထိရောက်ရောက်ကာကွယ်နိုင်ပါတယ်လို့ပြောကြားအကြံပြုတင်ဆက်ပေးလိုက်ရပါရှင်။ဆက်လက်ပြီးတော့အမြဲတမ်းကြက်ကြက်စီစီနဲ့ လုံးလုံးအရှမ်းကောင်းတဲ့အဖုံလေးဖြစ်နေစေဖို့လိမ့်စင်ဒီကြောင့်တင်ဆက်ပေးချင်ပါတယ်။ယောက်ျားရဲ့အကြိုက်အမြင့်ချက်စီးတဲ့မိမကိုနဲ့အိမ်တော်ဝင်သူခါပြေဆုံးစေဖို့အမျိုးသမီးလေးခြင်းခံကိုလေးလာချရအောင်။မိမတယောက်ဟာကိုဝေဆောင်ခြင်းတောက်ဖွာရခြင်းအသက်အရွယ်ကြီးရလာခြင်းဘိုက်ခွဲပြီးကလေးဝေဖွာရခြင်းကိုယ်ဝယ်လေးစိတ်အလုံးအကျုံတို့လာခြင်း စားတဲ့အကြောင်းတွေရှိတဲ့အခါမှာတင့်ပစုံယုတ်နယံပပန်လေးကကြွသားရိအားနေတတ်ပါတယ်။မိမကူကကြွသားရိလည်းရှော့ရဲတတ်ပါတယ်။အဲ့ဒီတော့ကြွသားရိအားနေမဲ့ရှော့ရဲတော်မေဆိုရင်စီမတိန်နိုင်ခြင်းတအိမ်ကျုံရင်လိမ်မှုကိစ္စမှာတာယာမှုရှိခြင်းတို့ဖြစ်လာနိုင်ပါတယ်။ကီးရဲ့လေခြင်းငယ်ဆိုတော့အဲ့ဒီရှော့ရဲနေတဲ့ကြွသားရိကို ပြန်လည်တမ်းမှတည်ရင်စီတဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်။ဦးသိန်းတအိန်းစီအိန်းမိမကိုစရိတ်ကိုရင်အင်္ဂါတွေကိုသူ့နေရာနဲ့သူတင်တင်ရင်ရင်ရှိစီပါတယ်။ဘသူတွေလှုပ်လို့ရလဲ။အိမ်နောက်ရှင်အမျိုးသမီးတွေတင်မကောင်းအမျိုးသားများရောအိမ်နောက်မကြသေးတဲ့အမျိုးသမီးတွေပါပြုလုံလို့ရပါတယ်။ကိုရဲ့ကိုရင်အင်္ဂါနဲ့ကျွတ်သားတွေတန်ဆန်ဖို့လေ့ကျင့်ခန်းယူတဲ့သဘောပါပဲ။ လိမ့်စင်ငံရဲ့အချိုးကျေးစုများအမျိုးသမီးတွေမှာအဖြစ်များတဲ့စိတ်မတိတ်နိုင်မှုကိုပြန်လည်ကောင်းမွန်သက်သာစေပါရယ်လိမ့်စင်ငံပုံမှန်လုံးမဆုံးရင်တင်ပစုံဝဲအတွင်မှရှိတဲ့ကျွတ်သားနဲ့မိမကိုအတွင်မှရှိတဲ့ကျွတ်သားတွေအာရုံလိုဖြစ်တဲ့တအိမ်ဂျုံရင်နဲ့မိမကိုဂျုံရင်ကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်အိမ်ထောင်ရေးဒုက္ခပြေဆုံးစေမှုပါ ကီကယ်လေးချင်းကဟာတင်ပဆောင်ခွင်းအောက်ခြေမရှိတဲ့ကျော့သားတွေကိုတန်မအောင်လေးချင်းမိရပဲဖြစ်ပါတယ်။ဒီနေ့ချင်းကပုံမှန်ပြုလုပ်တဲ့အိမ်နောက်တဲ့အမျိုးသမီးတွေဟာလိမ့်ဆက်ဆန်ရဲ့ပြီးမြောက်ခြင်းလို့ခေါ်တဲ့သာယာမှုအထွတ်ထည်ရောက်ဖို့ပုံမှုလွဲခုပါတယ်။ပုံမှုလဲသာယာမှုရရှိနိုင်ပါတယ်။သူရဲ့အိမ်နောက်ဘက်ကလည်းစည်နှံမှုပိုရရှိစေနိုင်ပါတယ်။ လိမ့်ဆက်ဆန်းရေးပါခန့်စားမှုမှမရတော့ဘူးဆိုတဲ့အမျိုးသမီးတွေမှာအရေးကျသောအားနည်းနေတတ်တာကိုစမ်းသပ်တွေ့ရှိခဲ့ရပါတယ်။အမျိုးသားတွေလည်းတီကင်းရဲ့လေ့ကျင့်ခန်းကိုပြုလုပ်နိုင်ပါတယ်။သုံးလုံးစောခြင်းစီမထိန်နိုင်ခြင်းတို့အတွက်ကုသဖို့ဒီလမ်းတွေကတစ်ခုပဲဖြစ်ပါတယ်။ဒီလေ့ကျင့်ခန်းရဲ့အကျိုးကျေးဇူးတွေကိုသိရှိပြီးပြီဆိုရင်ဘယ်လိုဆလုပ်ရမလဲဆိုတာလည်း ပြောပြပေးချင်ပါတယ်။လက်ချက်ကဘလို့လုံးချောင်းမလဲ။အရင်ဆုံးပဲကျွတ်သားဆိုရခန်းစားသိရှိနိုင်ဖို့စီတွားကြည့်ပါ။စီတွားလာတဲ့အချိန်မှာစီကိုရက်ပြလိုက်ပါ။အဲ့ဒီအချိန်မှာကြုံလိုက်မှားလိုက်တဲ့မိမကိုယ်ရဲကကျွတ်သားအမျိုးသားများဆိုရင်လေစီကိုရက်ပြလိုက်တဲ့အချိန်မှာတင်းကနေခန်းစားရစေတဲ့ကျွတ်သားကိုခန်းစားသိသွားရင် ဒီချိန်ကလုံလို့ရောင်းပါပြီတစ်ခါကြုံပြီးရင်ပြန်ပြေရောလိုက်ပါဒါဟာတစ်ချိန်လုံပြီးပါပြီတစ်ချိန်ကြုံရင်ဆယ်ဆက်ကလောက်ကြုံပါပြီးရင်ဆယ်ဆက်ကလောက်ကြာပြေရောပါအဲ့ဒီလိုမျိုးဆယ်ချိန်ဆက်တိုင်းလုံပါဆယ်ချိန်လုံတာကိုဝမ်းဆက်လို့သတ်မှတ်ပါတယ်တနေ့ကိုသုံးချိန်တစ်ခါလုံရင်ဝမ်းဆက်လုံပေးရပါမယ်တရေပြူပိုးကတော့စီးသွားနေတဲ့ချိန်မှာ စမ်းတက်လိုက်လို့ဘဲချက်သားလေးဆိုတော့တည်ပြီးသွားရင်စိုက်တဲ့ချိန်မှလေးချင်ခံလို့လို့ရပါတယ်။ဒါပေမဲ့ဆော့ဆော့ချင်းတည်အောင်စမ်းတက်တဲ့အချိန်ကလွယ်ရင်ဒီလေးချင်ခံကိုစိတ်သွောနေစမှမပြူလို့ရပါဘူး။စိတ်လန့်ချောင်းပေါ်ဝင်တာဖြစ်တတ်ပါတယ်။ပြီးတော့လေးချင်ခံလုံးနေစမှအသက်အောင်ထားတာမျိုးမဖြစ်ရပါဘူး။ပုံမှန်ရှုတွင်းရှုထုတ်လုပ်နေရပါမယ်။နောက်ဆုံးတစ်ချက်ကတော့အာယုံဆိုင်ဖို့ပါ မဆိုင်တဲ့ပိုက်ကြွက်သားတွေပေါင်ကြွက်သားတွေတဲမွားကြွက်သားတွေကျောက်ဆန်သွားဖို့မလိုပါဘူးကိခဲလေးစင်ကန်းဟာအချိန်လေးတီးတန့်ပေးစရာမလိုပဲအလောက်တစ်ခုခုလုံးနေရင်လှုပ်လို့ရတဲ့လေးစင်ကန်းမှာလှုပ်ရလွယ်ကိုပဲမဲရောင်းလာတဲ့အချိုကျေစုကတော့တကယ်ကြီးနေစရာကောင်းပါလိမ့်မယ်အိမ်ထောင်တဲ့အမျိုးသားအမျိုးသမီးတို့ရဲ့စမ်းမာရေးနဲ့ကိုရင်းအင်္ဂါတန်ဆမှုကိုအထောက်အပံ့ပြုပါရယ် အိမ်ထောင်ရေးဒုက္ခကိုလည်းပြေဆုံးစေပါတယ်။ဒီကနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းလေးကိုတော့ဒီမှာပဲခေတ္တရန်နာဝင်ပြပါရှင်။နောက်ထပ်လည်းကျမတို့ channel ကနေဘုဒ္ဓတောင်ဖြစ်စီမဲ့အကြောင်းလေးတွေကိုရွေးချယ်တင်ဆက်ပေးမှာမို့စောင့်မျှော်အားပေးထားပါဦးရှင်။ကျေးဇူးအားပေးခဲ့တဲ့ပရိသတ်တရားစီစီကိုစိတ်ဆုတူပဲတင်ရှိပါရရှင်။